မင်္ဂလာပါချစ်တို့ရေဒီနေ့ကတော့ဗဒင်ရနဲ့အသက်ဆက်ဆက်ချတာတဲ့ပစ္စည်းလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ဒါလေးကတော့ customer စိတ်တန်းချက် order အပ်ထည်လေးပေါ့နော်။သူဆိုလို့ရှင်ဒီဂျိုးလေးရဲ့အလေးချိန်လေးကတော့နှစ်ချက်သားပေါ့နော်။သူဆိုလို့ရှင်ဂျိုးလေးနဲ့ဝမ်ဇက်ဆိုပြီးတော့ဒီလိုမျိုးနက်ကက်လေးလည်း order အပ်ထားသေးရဲ့ပေါ့။ဒီလိုမျိုးပုံစံလေးကိုပဲကြိုက်တယ်ဆိုပြီးတော့ပုံစံလေးပြပြီးတော့မှကိုယ်တိုင်စိတ်တန်းချက်အပ်တော့တဲ့ order အထည်လေးပါအခုနောက်ပိုင်းဆိုလို့ရှိရင်ဒီ design လေးကအရန်ခက်စားရဲပေါ့နော်မအေးမြတ်သူဝတ်တဲ့ design ပုံစံမျိုးလေးပေါ့ customer ဆိုလို့ရှိရင်လည်းမအေးမြတ်သူဝတ်တဲ့ design လေးကိုကြိုက်လို့ဆိုပြီးတော့ပုံလေးပြပြီးတော့စိတ်တိုင်းကျအတော်ရဲ order အထည်လေးပါအရန်လှတဲ့ design လေးပါရှင်ဒီဘန်းရပစ္စည်းလေးဆိုလို့ရှိရင်လည်းဒီနေ့မှာပေါ့နော်ရောက်တဲ့ပဒိန်ချပစ္စည်းအစ်စ်လေးတွေပေါ့နော်ပဒိန်ကနေအခုမှရလာတဲ့ပစ္စည်းအစ်စ်လေးတွေပါသူဆိုလို့ရှိရင်ဒီဒီဇိုင်းလေးပေါ့နော်၄တောင်ဒီဇိုင်းအစမ်းနှက်ကလေးလည်းပါတယ် ကျုပ်ဆွဲသီးလေးလည်းပါတယ်ပေါ့နော်နကက်လေးနဲ့ဆင်တူဒီလိုမျိုး၄တောင်ဆွဲကြိုးလေးလည်းပါပါတယ်။ဆောင်းမပြောင်းကြိုက်ပါတယ်ဆိုတော့ချစ်ရတဲ့ကကလေးအတွက်လည်းဒီလိုမျိုးပြောင်းနကက်ဒီဇိုင်းအစမ်းလေးလည်းရောက်ထားပါသေးတယ်။ဒီပြောင်းနကက်လေးဆိုလို့ရှိရင်လည်းဘယ်တော့မှယူမသွားတဲ့ဒီဇိုင်းလေးပေါ့နော်။လက်ကောက်လေးဆိုလို့ရှိရင်လည်းပေါ့နော်တန်မိုးလက်ကောက်လေးဒါဆိုလို့ရှိရင်ဒီဒီဇိုင်းလေးပေါ့နော်တန်မိုးလေးတို့မှဒီလိုမျိုးပုံစံလေးတန်မိုးကတည်းကလက်ကောက်လေးအရမ်းလာတဲ့ဒီဇိုင်းလေးပါဒါဆိုလို့ရှိရင်လည်း customer တော်တော်များများကြိုက်ကြတယ်ပေါ့နော်ဘတ်ဆယ်လာရောင်းရတဲ့လက်ကောက်ကလေးပါ ဒီတမ်မိုကာဒီယာလက်ကောက်လေးနဲ့ဆင်တူပေါ့နော်ဒီလိုမျိုးတမ်မိုလက်စွပ်လေးကိုလည်းမမေနော့ကနေမော်ကစတမာလေးဆင်တူပို့လို့ရအောင်ဆိုပြီးတော့မပေးထားပါရဲ့ရှင်ဒီဒီဇိုင်းလေးဆိုလို့ရှင်လဲကော်ကော်လန်းလန်းလေးတွေကိုမဝစ်ချင်တဲ့ဆိုတော့ချက်ရတဲ့ချက်ကကလေးအတွက်ပေါ့နော်ဒီဆိုလို့ရှင်လက်ကောက်လေးပဲတိတဝမယ်ဆိုလဲရရဲလက်စွပ်လေးပဲတိတဝမယ်ဆိုလို့ရှင်လဲရပါရှင်အရန်ခေါ်တဲ့ဒီဇိုင်းလေးပေါ့နော်မမေတို့ဆိုင်ရဲ့ဘက်ဆယ်လာဒီဇိုင်းဖြစ်တဲ့ဒီနှလုံးအလွယ်လက်စွပ်လေးလေးလည်းစိုက်ဆုံပြန်ရောက်ထားပါရဲ့ရှင်။ ဒီအင်းနှလုံးလက်စွပ်လေးဆိုလို့ရှင်လဲဘယ်တော့မှယူမသွားတဲ့ဒီဇိုင်းလေးပေါ့နော်ဖက်ဆယ်လာရောင်းရတဲ့လက်စွပ်လေးတွေပါလက်စွပ်လေးဆိုလို့ရှင်လဲဥစီမဥစီကြိုက်ပါတယ်ဆိုတဲ့မမရဲ့အတွက်လဲဒီလိုမျိုးပေါ့နော်ဥစီဒီဇိုင်းအောင်မှအစမ်းလေးလုပ်ပေးထားပါတယ်ပြီးတော့ရှင်လက်တိုင်းဆိုလို့ရှင်လဲအစိုက်ဂျဲကြီးပဲပေါ့နော်သူဆိုလို့ရှင် ခွင်းအဂျဲကြီးလုပ်ပေးထားရတယ်ပုံစံမှာမနေနေကြဒီဇိုင်းမျိုးမဟုတ်ပါနဲ့ဒီလိုမျိုးအစမ်းလေးပေါ့နော် ဒါဆိုလို့ရှိရင်လည်းဒီနေ့မှာပဒင်းရနေအတေရောက်တဲ့လက်စုပ်လေးပါ customer လေးတွေအရင်မဲ့သဘောကျမဲ့ပုံစံလေးပဲပေါ့နော်ဒါဆိုလို့ရှိရင်လည်းအစီကြိုက်တဲ့မမတွေအတွက်ဒီလိုမျိုးဒီဇိုင်းအတေလေးလည်းရောက်ထားပါတယ်အခုကတော့မမင်တို့ကပဒင်းရအတစ်ချရဲ့ပစ္စည်းလေးတို့ပြပေးသွားမယ်ဖြစ်ပါရဲ့ရှင်တကယ်လို့ချိရတဲ့ကကလေးတွေကကိုယ်တိုင်စိတ်တိုင်းကြပါနော်ကိုယ်တိုင်ဒီဇိုင်းလေးတွေကိုပုံလေးပြပြီးတော့ order အပ်ချင်တယ်ဆိုလို့ရှိရင်လည်းမမင်တို့ကနေမျိုး order လေးကိုစိတ်တိုင်းကြ အခန်းနေပါပြီပေါ့နော်လိုချင်တဲ့ဒီဇိုင်းလေးကိုပြပြီးတော့စိတ်တန်းကြောင့် order လေးလည်းအဲ့လိုရနေပါပြီရှင်ဒီပြပစက်လေးဆိုလို့ရှင်လည်းအရန်လာရပေါ့နော်ပွင့်ဟူးလာတစ်ဆက်စားလေးပေါ့သူဆိုလို့ရှင်အပြင်မှာဆိုလို့ရှင်လည်းအရန်ထဲတဲ့ကက်ကိတ်လေးနဲ့ပေါ့အရန်လာရဒီဇိုင်းလေးပါရှင်ဒီလိုမျိုး order လေးတွေလည်းလက်ခံနေပါပြီရှင်အခုကတော့ဒီဗီဒီယိုလေးနဲ့ပဲအဆုံးသတ်လိုက်ပါရဲ့ချစ်တို့ရေနောက်ဗီဒီယိုလေးတွေမှာလည်းပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်